င်္ဂလာပါခင်ဗျာဒီခါချစ်မိတ်ဆွေများကိုလာရောက်မျှဝေပေးခြင်းနဲ့အကြောင်းညာလေးကတော့ဇိုင်းဆရာမကြီးဒေါက်တာခင်လေးမြည့်ရဲ့ဘာသာပြန်ဆိုထားတဲ့၂၀အဆုပြင်တိခစ်ပေါ်ဝိတုတူများစာအုပ်မှယောဗင်ဆန်ခရုဆို၏ဘဝနှိဂုံပြင်တိဘာသာပြန်ဝိတုတူလေးကိုလာရောက်မျှဝေပေးမှာဖြစ်ပါတယ် သူဒီအဲ့ဒီမှာပဲရှိနေတယ်။ပုံမာလေးမြင်တွေ့ရတဲ့အတိုင်းပဲ5ဒီဂရီ22မြောက်လက်တီတွတ်ရှိတည်နီးသေးပင်လေကြီးကိုမြင်ရတယ်မဟုတ်လား။မာနိုင်စရာအကြောင်းမရှိပါဘူး။အဲ့မူးနေတော့သူဒီသူဤမဲနဲ့တော့လက်ညှိုးဖြစ်သပွဲပေါ်စီစီဆွန့်၍စုပ်ပြဲနေတော့မြေပုံအားအချင်းချင်းခောက်ဤပြလိုက်ပြီ။ ူစပွဲပေး၌ဝိုင်းရရက်ကြည့်နေကြသောတန်ခါရဲနှင့်အလုတ္တမများကသူ၏ပြင်းပြသောဆာနာအားကြည့်ရှိနားလေလိုက်သည်နှင့်သူတို့၏ယင်ထဲ၌ရေတံများတက်ကြွလိုက်စုနေသည်သူကိုတိကြပါသည်သူ၏အခြေအနေကို သူဝမ်းမြောက်နှစ်သက်နေသည်သူသည်ရှေ့လူရိုင်းအသိဉာဏ်တဝူးဖြစ်သည်သူ၏တမှုထူးခြားသည့်အတွေ့အကြုံ စားခမနားထောင်ရန်သူကအရက်တောက်ရန်ဖိတ်ခေါ်ခဲ့သည်သူ၏စိတ်ဓာတ်ကြစရာတောကရောက်စရာစွန်စားခမအထုတ်ဖတ်သည်ပြန်ဆန်းရှား၍တိခိုက်ဖွေရာများမကြာခဏဖြစ်တတ်သည့်အကြောင်းအရာများပင်ဖြစ်ကြသည်အနည်း40လောက်ကအခြားသူများနှင့်အတူပင်လယ်ထဲ၌ပျောက်ဆုံးခဲ့၍မိမိဘဝကိုလေလွင့်ခဲ့ရ၏ သူနှင့်လိုက်ပါသွားကြသောအဖွဲ့နှင့်သူ၏အမိအားဖယားရှိခိုးကြောင်းအတွင်း၌ကတ်ထားသည်ဤအကြောင်းအရာအားမိသွားကြသည်မိတို့ပင်ဖြစ်စေသူအားမသိနိုင်เสียမမှတ်မိနိုင်เสียအကြောင်းမရှိပါ22နှစ်ကြာသောအခါသူပြန်လာသည်အမွေးကြမ်းများပေါက်၍ဖယိုဖယဲဖြစ်နေတော်လဲစိတ်ဓာတ်ကြန့်ခိုင်၏ ကပ်ပလီတယောက်နှင့်သူပြန်လာခဲ့သည်အခွင့်အခါရတိုင်းရင်ဖွင့်ရပြန်ပြောတော့ပုံပြင်များမှအံ့ဩလောက်ခွေကောင်းလာသည်တင်မောပြက်မှတူဒီတော့အသက်ချမ်းသာရရသည်ဖြစ်ပြီးအကယ်၍ထိုကပ်ပရီကသူ့အားလိုက်ပါမပို့ခဲ့လျင်ဒူဒီစိတ်များချစ်သူရင်းငှက်များထူထပ်သည့်ကျွန်းဆွယ်တစ်ခုတွင်နေထိုင်မိမှာမလွဲပေ။ သူအားလူသားစားသောရှေ့လူရိုင်းအုပ်စုတစုမှကဲတင်ထားခြင်းဖြစ်သည်ထို့နောက်အင်္ဂလိပ်လူမျိုးတဦးကသူအားကျိုးဆို၍ထိုခေတ်ကာလ၌အလုတ်အကန်အမျိုးမျိုးလဲကူစွာလုတ်ကန်စားတောက်နေကြသောကရဘီကျွန်းဆွယ်တွင်အချိန်မရ၍စီးပွားချမ်းသာမှုရယူရန်ပါဝင်မစင်နှွဲနိုင်ခဲ့ရပြီသူပြန်လာခြင်းအတွက်အလုတ် လူအများကပွဲတော်များကျင့်ပခဲ့ကြသည်လူဒီသမီးငယ်တဦးအရွယ်ရှိသောမိမပြိုလေးတဦးနှင့်လက်ဆက်ခဲ့ပြီးသူ၏နားမလည်နိုင်သောဘဝကိုရိုးရိုးပင်ကြောင်းရင်နေထိုင်ခဲ့သည်ငှက်များပျော်ရှင်မြူးတူးနေသည့်စိတ်နှံ့ဆူပြင်းနေသောမြက်ခင်းပြင်ကြီးကပင်သူ၏နားမလည်နိုင်သောနောက်ကြောင်းကိုဖွင့်ဟတင်ပြနေသည်လူရှေ့အနာဂတ်၏ကံကြမ္မာကိုပင်ရင်ဆိုင်ရန်ဖိတ်ခေါ်နေသည်လူထင်မှတ် ရသည်ထင်းဒီအတိုင်းမှန်ပါသည်တကယ်တမ်းမှာတော့တနှစ်ထက်တနှစ်ရောဘင်ဆင်မီသားစု၏ဘဝမှာတငွေ့ငွေ့နှင့်လိုက်စားခဲ့ရသည်စိတ်ဆင်းရဲမှုများနှင့်ကြုံတွေ့ခဲ့ရသည် သူအားပြုစုကျွေးတမှုပြုခဲ့သောလူမဲတောက်ကြလဲတည်ဆုံးခဲ့ရလိမ့်မည်လူမဲတောက်ကြသည် လာပေါင်းများစွာမိမိကြေကွဲဖွယ်ရာဘဝကို ြောင်းခဲ့ရမှတစတစနေအရက်ဆွဲရတောက်ဆပြူလာလီတော့ဒီပထမတွင်အရက်အားဖုံးကွယ်ရတောက်ခဲ့တော့လဲဆွဲလန်းတက်မမှုပြင်းထန်လာ၏တတဲမဲမဲအဆက်မပြတ်မိဝဲတောက်တုံးနေတော့ဒီထို့နောက်မတိမတိကြီးမမှန်သောဘဝကိုကြောင်းရင်းတောက်ကြသည်အရက်အလွန်အကျွံမူပြီးမိန်းကလေးနှစ်ယောက်နှင့်ဖောက်ပြန်ခဲ့ရာတပြိုင်တည်းကိုလေးလက်ဝင်ရှိကြသည် စိတ်တေစပရိကကူညီခဲ့၍တပြိုင်တည်းမရှိမနှောင်းကလေးနှစ်ယောက်မွေးဖွားခဲ့ရာလူမဲနှင့်ဆက်ဆက်မွေးသောကလေးများဖြစ်ကြပြီးရုပ်ချင်းလဲစင်ကြသည်ထိုပြစ်ချက်များမှာအကောင့်ထဲမပေါ်ခဲ့ပြီးမိတို့ပင်ဖြစ်စေရောဘင်စင်သည်သူ၏တပြည့်တောက်ကြာအင်တိုက်အားတိုက်အကူအညီအကာအကွယ်ပေးခဲ့သည်သူကိုဘဲ့အတွက်ကြောင့်နှင့်မထုတ်တလဲမိတို့သောလှုပ်ဝဲခြင်းများရှိနေတယ်လဲ ထုတ်ပေါ်ဝင်မခံနိုင်တဲ့နှုတ်ဝက်ချက်များဖြစ်နေသလားဒီလူမဲကိုမိတိအတွက်ကြောင့်တန်ရောစဉ်တွင်နေမိတယ်လေနောက်ဆုံးအဖြစ်ကတော့သူတို့ဤအင်ဒီချင်းထံမှငွေမြောက်များစွာခိုးယူခြင်းဖြစ်သည်မိလူမဲဝါဟုဆွဆွဲခြင်းမပြုမိကပြီတောက်ကြဖက်ပြီးပျောက်ကွယ်သွားသည်အတီတရားမရှိတဲ့အယူပဲဟုရောဘင်ဆန်ကဝေဖန်လိုက်ပြီး အကရဲ့သူသွားကနီးငွေလိုလျင်ကျုပ်စီမှာတောင်းရင်ရတာပဲထို့နောက်တဖန်ဆက်ရည်သူဘယ်ကိုသွားတယ်ဆိုတာကျုပ်တည်တယ်အခုခံရသောသူဒီရောဘင်ဆန်ထာမငွေပြန်ပေးရန်တောင်းဆိုသည်တို့မဟုတ်ခိုးသူအားဥပဒေရတရားစီရင်ရန်ဟာအယမီဟုတောင်းဆိုလေတော့ဒီရောဘင်ဆန်ဒီအာနာစွာဖြင့်ဥပဒေကိုမလွန်ဆန်နိုင်၍ ငွေအားပေးဆက်လိုက်ရသည်ထိုနေ့မှစ၍ရောဘင်ဆင်သည်ထိုင်းမိုင်းပြွေဝေ၍နေတတ်သည်မြေနဘေးရှိပရပောင်းပေါ်တွင်လမ်းလျှောက်၍စိတ်ကမ်းဘက်ရှိလမ်းမပေါ်သို့ခင်းညင်းစွာလျှောက်ရင်းဤကဲ့သို့ပြောလိုက်သည်သူပြန်လာပြီဆိုတာသိကြတယ်ဒီအယူဒီအချိန်မှာအဲ့ဒီမှာပဲရှိရှိမှာပဲအမှန်တကယ်တိမြင်နိုင်တာကတော့ ောက်ကြရင်ထဲ၌လှုပ်ဝက်ချက်တစ်ခုဖုံးကွယ်ထားသည်ထိုလှုပ်ဝက်ချက်မှာသူပြန်ရောက်သည့်အချိန်မှစ၍အစိမ့်ရောင်အကွက်တကွက်ပြာသောကာရရှိပင်လေမြေပုံပေါ်တွင်ထက်လောင်း၏မှတ်ကြောက်တင်ထားခြင်းဖြစ်သည်တကယ်တမ်းကြာတော့ထိုကျွန်းဆွယ်မှာသူ၏ငယ်ရသောဘဝကိုအတိအမှတ်ပြုထားသောကျွန်းဆွယ်ဖြစ်သည်သူ၏ဘဝအတွေ့အကြုံနေရာ သူ၏အထီးကျန်ပန်းကျန်တစ်ခုလည်းဖြစ်သည်။မိုးရွာသွန်းသောကောင်းကင်အောက်၌လူတွေညှိတွယ်နေသောမြို့ကြီးထဲ၌အယောင်ဝယ်နှင့်လှုပ်ရှားနေသောလူတွေနှင့်အနာယူနေကြသော လူများအလေ၌သူဘာကိုစောက်ဆိုင်နေသလဲ။သူ၏ငယ်ရသောဇနီးကညံမီသလောက်သူ၏ခံစားချက်နှင့်အမှုအရာကိုကြိုတိထားနှင့်လေပြီ။ရှင်စိတ်ထိခိုက်နေပုံရတယ်။ ရှင်ဒီကျွန်းဆွယ်ကိုတန်ရောစဉ်ဖြစ်နေတယ်မဟုတ်လားဒါကိုတော့ရှင်ဝင်ခံရမယ်ကျုပ်လားကျုပ်ဘာကိုနောင်နာရနေရမှာလဲမင်းယူနေသလားကျုပ်ကဘဒုအတွက်နောင်နာရနေရမှာလဲရှင်ရဲ့ကျွန်းဆွယ်အတွက်ပေါ့ရှင်ဘာကိုတန်တက်လွတ်ဆွနေတယ်ဆိုတာကျမသိပါတယ်ရှင်သွားဖို့တာမသွားနိုင်ပဲဘာကိုကြောက်ကြနေတယ်ဆိုတာကို ကျမအသေးချာသိပါလေကျမအတွက်ကြောင့်ရှင်နှောင်းနင်းနေတယ်မဟုတ်လားသူဒီအော်ရိပ်ပင်ကန့်ကွက်လိုက်ပြီသူပို့ရိပ်အော်လီလီပို့ရိပ်သူ့အတွက်အတိတ်ပဲရှိလာလေလေဟုထင်မှရသည်သူဤဇနီးတဲ့သူအားကျင်နာစွာကျင်နာစွာချစ်မြတ်နိုးသည်မိဒီအခါမျှသူအားမလွန်ဆန်ခဲ့ပြီယခုတော့သူမလည်းတေးရှာလေပြီသူဇနီးမရှိတော့ဒီနေ့အိမ်နှစ်ချန်ကင်း ခြံဝင်းများအမြန်ဆုံးရောက်ချပြီးကာရရှိပင်လယ်ထဲ၌ရွက်လီတစင်လွင့်၍သူထွက်ခွာသွားလေတော်သည်နှင်းများကုန်ဆုံး၍အချိန်ကြာညောင်းသောအခါလူတွေသည်သူ့အားတဖြည်းဖြည်းနှင့်မိစပြုလာတော်သည်နောက်တစ်ခေါက်ပြန်ရောက်လာသောအခါသူ၏ပထမခရီးထက်အတွင်ပြင်းများမှာပြောင်းလဲစပြုနေသည်ပင်လယ်ကိုဖြတ်ရန်တင်မောတစည်းပေါ်တွင် သမင်းရဲ့အဖြစ်နေလိုက်ပါသွားသည်လူဒီအထက်အသက်ကြီးသောလူတစ်ယောက်ဖြစ်ပြီးဘဝအခြေပြက်ကြရသည်အရက်ကိုအစင်မပြတ်တောက်ခဲ့သောအရက်သမားကြီးတဦးဖြစ်နေပေပြီသူပြောလိုက်သောစကားသံကြောင့်တဘောကျချိန်ညစ်တက်သောရေမောတာများပောက်ကွဲသွားသည်ရှာမတွေ့တော့ဘူးလာပေါင်းများစွာ သူ၏ကျွန်းဆွယ်အားရှာခဲ့ရာ ရှာဖွေရမတွေ့နိုင်တော့ပေ။ဤကဲ့သို့အင်တိုက်အတိုက်ရှာဖွေခဲ့ရများစွာသောအင်အားများသူကုန်ခန်းခဲ့ရသည်။လူအင်အားတွေမကမွေအင်အားလည်းများစွာကုန်ဆုံး၍ရှုံးနှိပ်ခဲ့ရသည်။သူလည်းမကျင်နှက်လွန်း၍ဒေါထဖြစ်ခဲ့ရသည်။ရရှိမှုကိုတော်၎င်းလွတ်လပ်မှုကိုတော်၎င်းဖန်တီးပေးမိမြေကြီးအား ရှာမတွေ့တော့ကြီးလွန်စွာဝမ်းနဲ့စိတ်ကကြဆင်းမိခဲ့သည်ဘလို့ပဲဖြစ်ဖြစ်ဒီမြေကြီးဟာတဏှာမှာတော့ရှိနေမှာပဲလက်ညွန်ပြရသောအဖိုးကြီးတဦးဒီလူအုပ်ထဲမှခွဲထွက်လိုက်ပြီးရောဘေစင်ဤပခုံးအားလက်နဲ့ပုတ်လိုက်သည်ခမားကိုကြုတ်ပြောရမလားရောဘေစင်ခမားရဲ့ဆွန့်လွတ်ခြင်းခံထားရတဲ့အထီးကျန်ကျွန်းဟာတဏှာမှာတော့ရှိနေတယ်ဟုတ် သူ၏လက်ဖြင့်မြေပုံကိုခောက်လိုက်ပြီးခမားရှာဖွေလို့ရမှာပါလို့ကျွန်တော်အာမခံပါတယ်ပြန်တွေ့နိုင်တယ်ဟုတ်လားဟုမေးရင်ရောဘင်ဆင်အသက်ရှူအနှဲငယ်ကြက်သွားသည်ခမားပြန်တွေ့နေနေပါပြီလို့ခမားပြန်တွေ့နေပါပြီလို့ကျွန်တော်ပြောချင်ပါတယ်ဆယ်မိုင်အကွာအဝေးမှာရှိမှာပါခမားမမှတ်မိတော့လို့ဖြစ်ပါလိမ့်မယ် ကျွန်တော်မမှတ်မိတော့ဘူးဟုတ်လားခမည်းမှတ်ဘယ်မှတ်မိတော့မလဲသူလဲခမားလို့ပုံမင်းသွားပြီလေခမားမြင်သလားပန်းပွင့်ကလေးတွေဟာအတီးများအတွင်ပြောင်းသွားကြပြီလေဒီအတီးတွေဟာတပံမဲ့ပြီးကြွေကြကုန်ပြီလေအပင်တွေဟာလဲထင်းကြောက်တွေအဖြစ်အတွင်ပြောင်းသွားကြပြီလေဒီအပူပြင်းတဲ့ကျွန်းမှာ အပြောင်းလဲတွေကအလွန်အမင်းမြန်နေတယ်။ခမားရောခမားကိုခမားမှန်သေးမှာပြန်ကြည့်ပါဦး။ခမားဟာအတိညာကိမဲ့တဲ့လူပဲ။ဒီမှာကခမားနဲ့ခမားရဲ့ကျွန်းဆွေကိုခမားဖြတ်သွားတိုင်းမှတ်မိမယ်ထင်သလား။ရောဘင်စင်ဒီတခါဘူးမြ။မှန်ကိုသူမကြည့်ခဲ့ဘူးပဲ။အကျံပေးခြင်းပင်သူ့အတွက် အချီနီအတိတ်ပဲကင်းမဲ့နေသည်ရောဘင်ဆင်သည်ဝမ်းနေသောအသွင်ပြင်ဖြင့်သူ့အားဝိုင်းထားသောလူများ၏မျက်နှာများအားငေး၍စိုက်ကြည့်နေလိုက်သည်ရေရန်လိုင်းလုံးကြီးလဲရုတ်တရက်တန့်၍စိတ်ငြိမ်သွားသည်ထို့နောက်သိစိတ်ချင်းသည်အိမ်ထဲသို့တဟုန်ရင်းထိုးပေါက်ဝင်၍ဖြိုခွင်းလိုက်သည် ေဝုထုတူလေးကိုပြန်ကြည့်ခြင်းအဖြစ်လူမဲတောက်ကြဟာအရဲ့ကြီးကျွံဖြစ်ခဲ့ပြီးအရဲ့ကြောင့်ပဲဘဝပျက်စီးခဲ့ရဖို့လူတွေဟာတဖြည်းဖြည်းနဲ့အချိန်ကြီးကုန်ဆုံးနေတယ်ဆိုတာကို Robinson ကမိမောင်းထုတ်ပြခဲ့ဖို့ Robinson ဤသူတငယ်ချင်းတောက်ကြဘာကြောင့်မမောင်းထုတ်ခဲ့တာတော့ ဘာမှမပြောပဲအဲချစ်မိတ်ရှေများရင်လည်းဘလို့ထင်တယ်လဲ comment နေမှာလဲရေးပြခဲ့လို့ရပါတယ်